တရင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့အော်တိုဘာလ17ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုစုံတိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါရခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့နိုင်ရကန်ကာကင်းကြီးကို AA ဝင်သိမ်းပြီးနောက် viewer ကုန်းမှအမြောက်ကြီးများကိုပါစစ်ကော်မရှင်တပ်ဖွဲ့ဝင်များတိတ်ထုတ်ပြီးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်စစ်ကော်မရှင်ရဲ့နိုင်ရကန် viewer ကာကင်းစကန် fighter ဂုံးကို အရကတတော် AA နဲ့ပူပေါင်းတက်များဝင်ရောက်သိမ်းပိုက်ပြီးနောက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကစင်ကလျားထွက်ပြေးကြကြောင်းသိရှိရပါတယ်။ AA နဲ့ပူပေါင်းတက်တွေဟာယမနေ့အော်တိုဘားလ10ရက်နေ့ကစစ်ကော်မရှင်နေရီကန်ဘီဝါကုန်းရဲ့အထက်ကာကင်စကန်ဖြစ်တဲ့ Fighter ဂုံးကိုသိမ်းယူနိုင်ခဲ့ပြီးနောက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များလက်နက်များပါစွန့်ပစ်ပြီးထွက်ပြေးနေရကြောင်းဒေတာရင်းစီရီတရင်းမြစ်ထံကနေသိရှိရပါတယ်။နေရီကန်စကန်ပါသွားမှဆိုလို့စစ်တပ်ကလေကြောင်းကနေတောက်လျှောက်ပုံကျနေတယ်လို့တရင်းအချင်းမြစ်ကပြောပါတယ် နိုင်ရီကန်အနီးကာကင်စကန်အလုံးသိမ့်ပိုက်ခံရပြီးနောက်နိုင်ရီကန်ဘျူဟာဘာပိတ်ဆို့တိုက်ခိုက်ခံရတဲ့အတွက်စစ်ကော်မရှင်ကနိုင်ရီကန်စကန်မှာအမြောက်ကြီးတွေကိုဝန်ချီဆက်ဆွဲရင်နဲ့ရင်သုံးစီးတံပြီးတည်ထုတ်သွားကြောင်းသိရှိရပါတယ်စစ်ကော်မရှင်ဟာတိုက်ပွဲဖြစ်ပွားနေတဲ့နိုင်ရီကန်အနီးကိုလည်းစစ်အင်အားအပြည့်ပါဝင်တဲ့ကာဂျီတစီအင်အားဖြစ်ခဲ့ပြီးအင်အား30ခန့်ပါတဲ့ချီလင်စစ်ကြောင်းတစ်ခုကိုဇင်ပြုံးပတ်မှပစီပတ်ကိုဆေးလွတ်ခဲ့ကြောင်းတရင်ရမြစ်ထံကနေသိရှိရပါတယ်စစ်ကော်မရှင်ကယမန်နေ့မှစတင်ပြီး လီကျောင်းမှအစစ်မပြတ်ပုံကျစ်တက်ခတ်ခဲ့ပြီးနောက်တိုက်ပွဲမှာလည်းနေရီကန်တဝိုက်၃နေရာခန့်မှာဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်ဖိုက်တာစကန်မှစစ်ကော်မရှင်တပ်ဖွဲ့ဝင်အလုံးဒီပါထွက်ပြေးသွားပြီးဖြစ်တဲ့အတွက်နေရီကန်စကန်အနည်းမှာတိုက်ပွဲပြင်းထန်စွာထပ်မံဖြစ်ပွားနေခြင်းလည်းဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တောင်ကြီးမြို့စိန်ပန်းရက်ကွက်မှာစစ်မှုထမ်းခြင်းမပိနိုင်တဲ့အတွက်အမျိုးသမီးတအူးကိုအုတ်ချွေးမှုတောင်းရွှေကရက်ကွက်ထင်းမှာမောင်းထုတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရှမ်းပြည်နယ်တောင်ကြီးမြို့စိန်ပန်းရက်ကွက်မှာစစ်မှုထမ်းခြင်းမပေးနိုင်တဲ့အတွက်အမျိုးသမီးတအုပ်ကိုအုပ်ချုပ်ရေးမှူးတောင်းရွှေကရက်ကွက်ထဲမှာမောင်းထုတ်ခဲ့ခြင်းဖြစ်ကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။အော်တိုဘာလ9ရက်နေ့မှာတောင်ကြီးမြို့စိန်ပန်းရက်ကွက်မှာနေထိုင်တဲ့ကျောင်းသားကလင်းငယ်3ဦးရဲ့မိခင်ဖြစ်သူမုတ်ဆိုးမတအုပ်ဟာစီးပွားရေးအဆင်မပြေတဲ့အတွက်စစ်မှုထမ်းခြင်းလစဉ်ငွေကျပ်3000မပေးနိုင်တဲ့အတွက်ကြောင့်အုပ်ချုပ်ရေးမှူးတောင်းရွှေကရက်ကွက်ထဲမှာဆက်လက်မနေထိုင်ရန်မောင်းထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အဆိုပါအမျိုးသမီးဟာနေ့စဉ်မိုးလင်းချိန်မှစတင်ပြီးမိုးချုံညစင်းနိုင်အထိအလွတ်လုကင်စားတောက်နေရသူဖြစ်ကလက်ရှိနေထိုင်တဲ့နေအိမ်ဟာလည်းငှားရက်နေထိုင်နေရတဲ့အိမ်ဖြစ်ကြောင်းသိရှိရပါတယ်။အော်တိုဘောလ9ရက်နေ့ည9နာရီလောက်မှာအဲ့ဒီအမျိုးသမီးနဲ့တခြားအမျိုးသမီးတဦးကိုရက်ွက်ရုံကိုခေါ်ပြီးတောင်းတာကလေး၃ယောက်နဲ့ပြီးတော့ចောင်းသားတွေဖြစ်လို့ထဲ့ဖို့အဆင်မပြေဘူးပြောတာကိုမပေးနိုင်ရင်မหนีနေလို့ပြောတယ်။လုံးဝမထည့်ဘူးလို့ပြောတာမဟုတ်ဘူး။၃လတစ်ချိန်လောက်ထည့်မယ်လို့ပြောတာကိုမရဘူး။ ရက်ကွက်ထဲမှာစက်မနီနဲ့ဆိုပြီးမောင်းထုတ်ပါတယ်လို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။တောင်ကြီးမြို့စိန်ပန်းရက်ကွက်အုတ်ချုပ်ရင်းမှုတောင်းရွှေဟာလက်နက်ပွဲစားအဖြစ်နာမည်ကျော်သူရွှေတောင်ရက်ကွက်အုတ်ချုပ်ရင်းမှုတန်းရွှေနဲ့ပူးပေါင်းပြီးစစ်မှုထံအကြောင်းပြကပြည်သူများထံမှငွေညှစ်နေသူတို့ဖြစ်ကြောင်းဒါအပြင်တန်းရွှေဟာပြီးခဲ့တဲ့လပိုင်းအတွင်းကလည်းလက်နက်အယောင်းဝယ်လုံမှုကိုစစ်ဆေးခဲ့ရမှာအ ਨੇ စုံတက်နက်ငါးလက်ရောင်းချခဲ့တဲ့အမှုမှန်ပေါ်ပေါက်ခဲ့ပေမဲ့လည်း၎င်းကိုအထက်အမင်းရဆိုပြီးပြန်လွတ်ပေးခံရသူဖြစ်ကြောင်းသိရှိရပါတယ်။ တန်းရွှေကရွှေတောင်အုတ်ကြီးတောင်းရွှေနဲ့ပူးပေါင်းပြီးစစ်မှုထမ်းအကြောင်းပြငွေညစ်လို့လိုင်းပေါ်ရောက်ပြီးပတ်စံသိန်းတရာပြန်ပေးလိုက်ရသေးတယ်။စစ်မှုထမ်းကြီးကိုလှစင်အိမ်တိုင်းကောက်နေပေမဲ့စရင်ရှင်းတာပါညာမလို့ဘူး။ကားရီစိုက်ကယ်ရီဆိုရင်လဲတခြားမျိုးတွေနဲ့မတူဘူး။နေ့စဉ်လူကိုလိုက်ဖမ်းနေတာအမျိုးမျိုးကိုဒုက္ခပေးနေတာ။မူရစ်စီပြပြပြဖမ်းတယ်စစ်မှုထမ်းကိစ္စနဲ့ဖမ်းတယ်။ဖမ်းတယ်ဆိုတာကလည်းဥပဒေအရမဟုတ်ဘူး။ငွေညစ်တာမျိုးတောင်ကြီးမျိုးဆိုတာကအမှန်ပြောရရင်နိုင်ငံရေးကိစ္စလည်းမရှိဘူး။စစ်ရေးလည်းဖြစ်မနေဘူး။ အဲ့ဒါကြောင့်မို့ထင်းတဲ့သူတို့ကြမ်းရက်နေတာလို့ဒေသပြည်သူတို့ကဆက်လက်ပြောဆိုပါတယ်။ဒါအပြင်ဦးတန်းရွှေဟာရက်ွက်အဆင့်အုပ်ချုပ်ရေးမှုတအုပ်သာဖြစ်ပေမဲ့လည်းမြို့နယ်အဆင့်သာမကခရိုင်အဆင့်ထက်ပင်လုပ်ပိုင်ခွင့်ရှိနေသူတအုပ်ဖြစ်ပြီးတနက်ကိုခါချိတ်ခွင့်ရသူတအုပ်ဖြစ်ကြောင်းအိုလမာအဖွဲ့မှစိုးငယ်အပါအဝင်လူရဲငါးတွေကိုလက်နက်များထုတ်ပေးပြီးမတန်မာတဲ့နီးလန်းတဲ့ပြည်သူတွေကိုချင်းချောက်ငွေတောင်းခံမှုတွေကိုလည်းအုပ်စုဖွဲ့လုတ်ကင်နေကြောင်းသိရှိရပါတယ် တောင်ကြီးမြို့ပေါ်မှာရက်ကွက်22ရက်ကွက်ရှိပြီးတက်ဆိုင်ရာရက်ကွက်အုပ်ချုပ်ရေးမှူးများကဥဆောင်၍စစ်မှုတန်းကြီးအဖြစ်အနည်းဆုံး2000ကျပ်မှစတင်ကအများဆုံး8000ကျပ်အထိလှဆင်ကောက်ခံလျက်ရှိနေကြောင်းတောင်ကြီးမြို့ဟာအကြမ်းဖက်စစ်တပ်နဲ့၎င်းတို့လက်အောက်ခံပအုပ်ပြည်သူ့စစ် PNO အဖွဲ့ရွှေတောင်အုပ်ချုပ်ရေးမှူးတောင်ရွှေတို့ဥဆောင်တဲ့ပြူစောတိအဖွဲ့ရဲ့ထင်းချုံမှုအောက်မှာရှိနေပြီးမြို့နေဒေသခံတိုင်းရင်းသားများကိုဤမျိုးစုံနဲ့ဒုက္ခပေးနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ချောင်းဦးမြို့မှာရေစခန်းကိုတော်လန်ရေးတက်တွေကတိုက်ခိုက်မှုစစ်သား9ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းချောင်းဦးမြို့မှာရေစခန်းကိုလက်နက်ကြီး drone တို့နဲ့တိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးသေဆုံးခဲ့ပြီးကားကိုယ်တော်ပျက်စီးခဲ့ကြောင်းချောင်းဦးမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့ CHU PDF မှတာဝန်ရှိသူတဦးကပြောကြားပါတယ်။ယမန်နေ့အော်တိုဘာလ10ရက်နေ့မနက်9:30မိနစ်အချိန်မှာချောင်းဦးမြို့မှာရေစခန်းအတွင်းကို60မမလက်နက်ကြီးနဲ့ ဘုံသိနှလုံးပြက်ကက်တိုက်ခိုက်ခဲ့ရမှာကားကိုတောင်ထိမှန်ပေါက်ကွဲပြီးပျက်စီးခဲ့ကြောင်းအော်တိုဘားလ၁၀ရက်နေ့မနက်၉နာရီခန့်အချိန်မှာထပ်မံ၍ drone နဲ့ဘုံသိတလုံးထပ်မံခြေချတိုက်ခိုက်စဉ်မှာစစ်သား၅ဦးသေဆုံးပြီးတအူးတန်ရာရရှိခဲ့ကြောင်းသေဆုံးသွားတဲ့စစ်သား၅ဦးအနက်တအူးကိုအနောက်မြောက်တိုင်းစစ်ထနာချုပ်နမခတဲကိုတည်သွားတဲ့တယောက်ကအရာရှိလို့တော့ယူဆရတယ်သူ့ရဲ့ယာဒူးတွေနာမည်တွေတော့မသိရသေးဘူးတည်သွားတယ်လို့ပဲတရင်ရတာကျွန်တော်တို့တိုက်ခိုက်တဲ့အချိန်မှာပြန်လဲပြစ်ခတ်တာမျိုးတော့မရှိပါဘူးလို့ ချောင်းမြွတ်နဲ့ပကပတိုက်ခိုက်ရေးအဖွဲ့ CHU PDF မှတာဝန်ရှိသူက ပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုချောင်းမြွတ်နဲ့ပကပတိုက်ခိုက်ရေးတပ် CHU PDF နဲ့ BLDF LPDF တို့ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကဲ့မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကိုကိုကျွန်းမှာတရုတ်တပ်တွေဖြန့်ကျက်ထားတာမရှိဘူးလို့အိန္ဒိယကိုစစ်ကောင်စီအာမခံတာ။ ကျွန်းပေါ်ကိုအိန္ဒိယရေတပ်ကတွားရောက်စုံစမ်းခွင့်ရရှိရေးတောင်းဆိုချက်ကိုစစ်ကောင်စီလက်မခံဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကိုကိုကျွန်းမှာတရုတ်တပ်တွေဖြန့်ကျက်ထားတယ်ဆိုတာလုံးဝမဟုတ်ကြောင်းမြန်မာစစ်တပ်ကအိန္ဒိယကို အာမခံခဲ့တယ်လို့သိရှိရပါတယ်။ဒါပေမဲ့နေပြည်တော်မှာရှိတဲ့စစ်ကောင်စီရဲ့အာဏာပိုင်တွေကကိုကိုကျွန်းပေါ်ကိုအိန္ဒိယရေတပ်ရဲ့လိလာရေးအဖွဲ့တစ်ခုတွားရောက်ပြီးအခြေအနေကိုအတိပြုခွင့်ရဖို့အိန္ဒိယအစိုးရစီကတောင်းဆိုမှုကိုတော့လိုက်ရောမှုမရှိသေးဘူးလို့အိန္ဒိယမီဒီယာတွေကဖော်ပြခဲ့ပါတယ်။ ်ဘင်္ဂလားပင်လယ်အော်ထဲမှာတည်ရှိနေတဲ့ကိုကိုကျွန်းဟာအိန္ဒိယပိုင်လန်ဖော့ကျွန်းနဲ့မိုက်တရာနိဘာတာဝေးပါတယ်ပြီးခဲ့တဲ့လတုန်းကစစ်ကောင်စီဟာဧည့်သည်အိန္ဒိယကာကွယ်ရေးဝန်ကြီးရာဂျက်ကူမာစင်ကိုကိုကိုကျွန်းမှာတရုတ်စစ်တပ်ဖြန့်ကျက်မှုလုံးဝမရှိဘူးဆိုတာကိုအခိုင်အမာအာမခံပြောဆိုခဲ့တယ်လို့အိန္ဒိယသတင်းဌာနကဆိုပါတယ်တရုတ်ဟာဒေတာရင်းပြိုင်ဘက်တရုတ်ကနိုင်ငံကမ်းလွန်ရေပြင်တဝိုက်မှာအခြေစိုက်စခန်းတွေရေဒါစခန်းတွေတိစောက်မှာကိုအထူးစိုးရိမ်နေပါတယ် တရုတ်ဟာစစ်ကောင်စီနဲ့အရန်နီးကပ်တဲ့ဆက်ဆံရေးရှိနေပြီးအနာသိမ်းမှုနောက်ပိုင်းစစ်ကောင်စီကိုငွေကြေးတန်တမာရေးအကူအညီတွေပေးနေခဲ့ပါတယ်။ဆင်းဟာစက်တင်ဘာလကုန်ပိုင်းတုန်းကအစည်းအဝေးတစ်ခုတက်ရောက်ဖို့နေပြည်တော်ကိုတွားရောက်ခဲ့ပြီးနောက်မြန်မာစစ်တပ်ရဲ့ဗိုလ်ချုပ်ကျော်ကိုထိုက်အပါအဝင်အရာရှိတွေနဲ့တွေ့ဆုံခဲ့ပါတယ်။စစ်ကောင်စီကကိုကိုကျွန်းမှာတရုတ်ရဲ့စီးရေးအခြေဆိုင်မှုလုံးဝမရှိပါဘူးလို့ဆင်းကိုပြောခဲ့ပေမဲ့လည်းအိန္ဒိယရေတပ်ကတွားရောက်စုံစမ်းခွင့်ရရှိရေးတောင်းဆိုချက်ကိုတော့လက်မခံခဲ့ဘူးလို့သိရှိရပါတယ်။ ကိုကိုကျွမ်းမာတာတရုတ်ကရေဒါစနစ်တွေတက်ဆင်အခြေစိုက်ခွင့်ရခဲ့မယ်ဆိုရင်ဒေတာရင်းကအိန္ဒိယရေတက်လှုပ်ရှားမှုတွေဒုံးကျည်စမ်းသပ်မှုတွေကိုထိထိရောက်ရောက်ခြေရာခံထောက်လန်းနိုင်စွမ်းရှိနေမှာကိုအိန္ဒိယကစိုးရိမ်နေတာဖြစ်ပါတယ်ကိုကိုကျွမ်းမာတရုတ်စစ်တပ်တွေရှိနေတယ်ဆိုတာကိုအိန္ဒိယအနေနဲ့အတိအကျအတိပြွတ်နိုင်တာမျိုးမရှိပေမဲ့ဂျူရုမှတ်တမ်းတွေအရအဲ့ဒီကျွမ်းမာမှာပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းအခြေခံအဆောက်အုံ project တွေတည်တည်တတ်တာများပြားချစ်ထွင်လာတယ်လို့တော့မှတ်ချက်ပေးထားပါတယ် ထောက်လိုင်းရဲ့အချက်လက်တွေအရကိုကိုကျွတ်မှာတည်ယူပို့ဆောင်ရေးလေရင်တွေအတက်ဆင်းလုံနိုင်မဲ့လေရင်ပြေးလန်းတစ်ခုတိုးချစ်တိစောက်ထားသလိုစစ်သည်အင်အား1500လောက်ထိဖြန့်ကျက်ထားနိုင်မဲ့တန်ရတွေအဆောက်အုံတွေတိစောက်ထားတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့ online ကြားဖြတ်ငွေလိမ်လည်မှုအတွက်ကိုကံပြည်သူစစ်ခေါင်းဆောင်ဝီဆန်းအပါအဝင်၃ဦးကို Fujian ပြည်နယ်မှာလူတက်မှုအပါအဝင် ရာဇဝတ်ပုံမှန်များစွာနဲ့ထပ်မံတရားစွဲဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားလိန်လေတဲ့အွန်လိုင်းကြားဖြန့်လိန်လေမှုအတွက်ကိုကန့်ပြည်သူစစ်ခေါင်းဆောင်ဝေဆန်းအပါအဝင်၃ဦးကိုဖူဂျီယန်ပြည်နယ်ကွမ်ကျိုးမြို့မှာလူတက်မှုအပါအဝင်ရာဇဝတ်ပုံမှန်မှုများစွာနဲ့ထပ်မံတရားစွဲဆိုလိုက်ကြောင်းသိရှိရပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းဒေသဖြစ်တဲ့ကိုကန့်ကိုအခြေပြုပြီးကြားဖြန့်ဂိုင်းများထူထောင်၍တရုတ်နိုင်ငံသားတွေကို ပြစ်မှတ်ထားလိန်လေခြင်းရာဇဝတ်မှုများလှုပ်ဆောင်ရန် လက်နက်ကင်တပ်ဖွဲ့များကိုအုံချခဲ့ခြင်းတို့အတွက်ဝေဆန်းအပါဝင်၃ဦးကိုတရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်းအစိုးရရှေ့နေများကယနေ့မှသတင်းထုတ်ပြန်ကြေညာပါတယ်။ဖူဂျီယန်ပြည်နယ်ကွမ်ကျွန်းမြို့တရားရုံးမှာတရားစွဲဆိုရမှာအုံပြုတဲ့ပုံမှန်တွေကလိန်လယ်မှုရည်ရွယ်ချက်ရှိရှိလူတက်မှုတရားမဝင်နေဆက်ဖြတ်ကျော်မှုများစီစဉ်မှုနဲ့ငွေညှိမှုတို့ပါဝင်တယ်လို့အစိုးရရှေ့နေများကပြောကြားခဲ့ပါတယ်။တရားစွဲခံလိုက်ရတဲ့ဝေဆန်းခေါ်ဝေဝိုင်းရံမှာစစ်တလောက်ကန်ကိုကန့်နေကြဆောင်တက်ရင် ်1336ဥက္ကဋ္ဌလည်းဖြစ်ပါတယ်စက်တင်ဘာလ29ရက်နေ့ရှီချန်ပြည်နယ်မှာရှိတဲ့တရားရုံးကကိုကန့်ဒေတာမှမိလျှောက်ချမ်းရဲ့မိသားစုဝင်များကိုပထမဆုံးချင်းဖြစ်စီရင်ချက်များချမှတ်ခဲ့ပြီးမိလျှောက်ချမ်းရဲ့တားဖြစ်သူမောင်မင်းလျှောက်ဖြင့်မိမလေးတီရီမောင်ဝီကိုချန်းဝူဟုံမင်းဝူစိန်လုံဖူယီပင်အပါအဝင်၁၁ဦးတို့ကိုတည်တံချမှတ်ခဲ့ပါတယ်ရန်ကျင်းရှိဖူချင်းစစ်အပါအဝင်၅ဦးကိုဆိုင်းငံ့နှစ်နှစ်တည်တံချမှတ်လိုက်ကြောင်းလော်ကျန်းကျန်း ဂျိုးစစ်အပါဝင်၁၁ဦးကိုထောင်တန်းတသက်ချမှတ်လိုက်ကြောင်းပြီးဝေကျင်းကျန်းကြည်အပါဝင်၁၂ဦးကိုထောင်တန်း၅နှစ်မှ၂၄နှစ်အထိတက်မှတ်ထောင်တန်းအသီးသီးကို၎င်းငွေဒဏ်ပိုင်ဆိုင်မှုပစ္စည်းများသိမ်းယူခြင်းပြည်နှင်တန်ပေးခြင်းပြစ်ဒဏ်များကိုလည်းချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်တရုတ်နိုင်ငံရှီကျန်းအရှိပိုင်းခရိုင်မှာကြောက်ဖြန့်ငွေလိမ်လည်မှုအပါအဝင်ပြစ်မှုကျူးလွန်သူတရကန်39ဦးကိုဆွဲချက်တင်ခဲ့ပြီး၎င်းတို့အနက်16ဦးကမြန်မာနိုင်ငံသားများဖြစ်ကာ၎င်းတို့ကိုလူတက်မှုလိမ်လည်မှု ဥပဒေမဲ့ထိမ့်သိမ့်မှုစနစ်တကျလောင်းကစားမှုနဲ့ပြည်တစားမှုမူရည်စေဝါရောင်းဝယ်ဖောက်ကားမှုတို့အပါအဝင်ပြစ်မှုများနဲ့အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်တရုတ်နိုင်ငံနဲ့နမိတ်ပြင်ပကိုကန်ဒေတာမှဖြစ်ပွားခဲ့တဲ့ရာဇဝတ်မှုများဖြစ်ပေမဲ့လည်းတရုတ်နိုင်ငံသားများရဲ့ကိုယ်ပိုင်အခွင့်အရေးတွေကိုချိုးဖောက်ခြင်းကြောင့်တရုတ်အာဏာပိုင်တွေကရင်အမှုကိုစီရင်ပိုင်ခွင့်ရှိတယ်လို့ဆိုကာတရုတ်အစိုးရကဖမ်းဆီးအမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်မြန်မာစစ်တပ်က2024ခုနှစ်ဇန်နဝါရီလအတွင်းမှာပင် ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကင်တီတမကြဖြန့်အွန်လိုင်းငွေလင်းလေဂိုင်းရဲ့အတ္တိကတရားခံဖြစ်တဲ့စစ်တပ်ကကိုကံပြည်သူစစ်ခေါင်းဆောင်ပယ်ဆောက်ခြင်းပယ်ရင်ဆန်းပယ်ဆောက်ခြင်းရဲ့သာဝီဆန်းခေါ်ဝေဝိုင်းရန်နေကြဆောင်တရင်13336ဥက္ကဋ္ဌလျို့အောက်ပေါက်ခေါ်လျို့ကျင့်ရှင်းပူလီလိုက်လုပ်ငန်းစုတထေလျို့ကျိတ်မောက်ရွှေလောက်ပွားအပါဝင်တို့ကိုအချားအရေးကြီးတရားခံလေးဦးစုစုပေါင်း10ဦးတို့ကိုနေပြီးတော့လေစိမ့်မတဆင့်တရုတ်ထံကိုလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကျင်းနီတူးနေတဲ့တရုတ်ရန်စီကုမ္ပဏီဒုတိယအကြိမ်လက်နက်ကြီးပစ်ခတ်ခံရတရုတ်ကပထမအကြိမ်လိုစက်ရုံလက်ပတ်မှုမရက်တံပဲပုံမှန်အတိုင်းကျင်းနီဆက်လက်တူးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရင်းမာပင်ခရိုင်ဆာလင်းကြီးမြို့နယ်ကျေးစင်တောင်ကိုဖြိုချကကျင်းနီတူးနေတဲ့တရုတ်ပိုင်ရန်စီကုမ္ပဏီကဂျမနီညနေပိုင်းဒုတိယအကြိမ်ဖြစ်လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီးတရုတ်ကုမ္ပဏီဝင်းတဲ့ပောက်ကွဲတံတချို့ကြားခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ အော်တိုဘားလ၁၀ရက်နေ့ညနေ၆နာရီခွဲအချိန်မှာတရုတ်ရန်စီကုမ္ပဏီဝင်တဲ့လက်နက်ကြီးပစ်ခတ်ခံရတာဖြစ်ပြီးပောက်ကွဲတံ၃ချက်ကြားခဲ့ရတယ်လို့ဆိုပါတယ်။ဘယ်အဖွဲ့ကပစ်ခတ်တယ်ဆိုတာကိုမသိရှိရသေးတယ်လို့ထိခိုက်မှုရှိမရှိကိုလည်းမသိရသေးဘူးလို့ဒေသခံတအူးကပြောပါတယ်။အတန်ကတော်တော်ကျယ်တယ်။သုံးလုံးပောက်ကွဲတံကြားရပါတယ်။ကြားကြားချင်းကုမ္ပဏီကားတံတွေရက်တယ်။အုပ်အော်တံတွေစုညံနေတယ်လို့ဒေသခံတအူးကဆိုပါတယ်။စက်တင်ဘာ၂၈ရက်နေ့ကလည်း အဲ့ဒီတရုတ်ပိုင်ရန်စီကုမ္ပဏီကိုရှော့တိုက်တုံးလက်နက်ကြီးတွေနဲ့ပစ်ခတ်ခံခဲ့ရပြီးဂျင်းနီစက်ရုံဝင်းတဲ့ပောက်ကွဲတန်ခုနှစ်ချက်ကြားခဲ့ရကတရုတ်တွေကဂျင်းနီတူတာကို၄ရက်ကြာရန်နာခဲ့ပါတယ်။ယခုဒုတိယအကြိမ်ပစ်ခတ်ခံရပေမဲ့တရုတ်တွေကဂျင်းနီတူတာကိုမရက်တံပဲမနေ့ကညနေပိုင်းပောက်ကွဲမှုဖြစ်ပွားချိန်မှာခိတရန်နာကဒီကနေ့အော်တိုဘားလ၁၇ရက်နေ့မနက်ပိုင်းမှာတော့လုပ်ငန်းတွေပုံမှန်အတိုင်းပြန်လည်လည်ပတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။တရုတ်ပိုင်မြန်မာဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာရန်စီကုမ္ပဏီတွေဟာစစ်အုပ်စုနဲ့ပေါင်းပြီးရမပင်နဲ့ဆာလင်ကြီးမြို့နယ်မှာရှိတဲ့လက်ပတော်တောင်ကျေးစင်တောင်နဲ့စပယ်တောင်တွေကိုဖြိုကာကျင်းနီတူးနေတာဖြစ်ပြီးစစ်အာဏာသိမ်းစကဝန်ထမ်းအများပြား CDM မှာပါဝင်ခဲ့တာကြောင့်တရုတ်တွေကျင်းနီမတူးနိုင်ပဲကာလရှိကြလုပ်ငန်းတွေရန်နာခဲ့ရပေမဲ့ပြီးခဲ့တဲ့လတွေအတွင်းမှာတော့ဒေတာခန်နန်စီရန်ဝန်ထမ်း3000လောက်နဲ့ကျင်းနီတူးလုပ်ငန်းတွေကိုပြန်လည်လက်ပတ်နေခဲ့တာဖြစ်ပါတယ်လက်ရှိမှာတရုတ်တွေ2ဖို့ထုတ်လုပ်တဲ့ကျင်းနီတွေကို စစ်အုပ်စုကစစ်တင်းမော်ရီနဲ့တဲထုတ်ပေးနေပြီးဝမ်ပောင်လက်ပတော်တောင်စီမံကိန်းကကျင်းနီတွေကိုစာလင်းကြီးနဲ့တတော်ကြီးရွာစိတ်ကန်းကနေတဲထုတ်ကရန်စီစပယ်တောင်ကျေးစင်တောင်စီမံကိန်းကတူဖို့ထွက်ရှိတဲ့ကျင်းနီတွေကိုတော့ကြောက်မြတ်တောင်ရွာစိတ်ကန်းကနေတဆင့်တဲထုတ်နေတာလည်းဖြစ်ပါတယ်အဲ့ဒီကျင်းနီဆက်ယုံတွေမှာစစ်အုပ်စုကဂိတ်ဆောင်ပေးနေပြီးအဲ့ဒီဂိတ်အဆောင်စစ်အုပ်စုကရိတ်ခါပြက်ပြီးငတ်ပြက်လာတိုင်းအနိပတ်ဝန်းကျင်ရွာတွေကိုစီးနှင်းဝင်းမွေလူရဲမီးရှို့တာလမ်းပေါ်တက်ဂိတ်ဖွင့်ငွေညှစ်တာ ခိုးရပါပစ္စည်းတွေနဲ့မူယူတောက်စားပြီးအနီးပတ်ဝန်းကျင်ရွာတွေကိုလက်နက်ကြီးထုတာတွေထင်တိုင်းကျဲကျွလွန်နေတယ်လို့ဒေသခံတွေက ပြောဆိုထားပါရခင်ဗျာဟုတ်ကဲ့ပါအခုလိုစောတိနားဆင်ကြားကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လိုင်းရင်ပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လင်းချမ်းမြေကြပါစေခင်ဗျာ